ဟယ်လိုချေရတယ် BB family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရဲ့ Big Boss Creation Channel နေ choose လိုက်ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့မနေ့ပိုင်းကတော့ဗောနော်ကျွန်တော်ရဲ့ Tolan Computer လေးရပြတ်သွားတဲ့အတွက်ဗောနော်တရင်နေမတင်ဆက်ခန့်နေတာအားလုံးကိုတောင်းပန်ပါတယ်။နေ့လယ်မှာလည်းတင်ဆက်ဖို့ကြိုးစားပါသေးတယ်ဗောနော်။နေ့လယ်မှာ ठी ကို computer ကပြင်လို့မပြီးသေးဘူးဗောနော်။အခုညမှာတော့အချိန်ပြီးပြင်လို့ပြီးသွားတဲ့အတွက်ဗောနော်။ဒီညပိုင်းတရင်နေကိုကျွန်တော်အတူတူသွားပြီးမှ Reaction လုပ်ကြည့်လာအောင်နော်။ဟုတ်ကဲ့ကျွန်တော်တို့ဒီ Loyalty တရင်ရလည်းစလိုက်ပါမယ်နော်။ ုတ်ကဲ့ကျွန်တော်ပထမဆုံးသတင်းတပုတ်အနေနဲ့အချက်ဖက်မင်းအောင်လိုက်တဲခုံနေတဲ့ဟိုတယ်မှာထိုင်းကျောင်းသားတစ်ယောက်ကတောရောက်ပြီးတော့ဆန္ဒပြတประเทศไทยไม่ต้อนรับฆาตกรเผด็จการมินออฟไลน์การประชุมครั้งนี้เพื่อนไปด้วยเลือดของคนบริสุทธิ์กว่า 6,000 คน นายกแทนสองพันรู้สึกยังไงครับตอนที่ได้จับมือที่เพื่อนเลือดคนบริสุทธิ์ไม่ถ่ายโอเคไม่ถ่ายโอเคถ่ายละอ้ไใครต้อ้ที่ทำตัวว่าเป็นประชาธิปไตย แต่ครับมายินเลี้ยงสังสรรค์กับเผด็จการทหารที่ฆ่าคนบริสุทธิ์ ประเทศไทยขออยู่เพียงข้างชาวพม่า ชาวไทยไม่ยอมรับเผด็จการฆ่าทล้งหมดประเทศไทยจะเอาหน้าไปไว้ที่ไหนประเทศไทยขออยู่เคียงข้างชาวพม่าทุกคน မောဆုံးသတင်းပုတ်ကတော့မြန်မာငွေလင်ပေးဒေါ်လာ30ကျော်ဖို့ကူညီဖို့ကတိပြုထားကြောင်းဩစတြေးလျအမေရိကန်အိန္ဒိယနဲ့ဂျပန်တို့ပူးတွဲထုတ်ပြန်လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ဒီနိုင်ငံကြီးတွေကတော့သူတို့ရဲ့ထုံးတန်းဆင်လာတိုင်းပဲပေါ့နော်။မြန်မာပြည်ဒုက္ခရောက်တဲ့အချိန်မှာကူညီဖို့တကယ်ပဲတာဝန်ကျဲသူတွေဖြစ်ပါတော့။ဒါပေမဲ့လည်းစိုးရိမ်စရာကအချမ်းဖက်စစ်ကောင်းဆောင်မင်းအောင်လှိုင်စီရောက်သွားတယ်ဆိုရင်တော့ကျွန်တော်ပြည်သူစီဗနေရခိုင်နှုန်းလောက်ပဲလာမလဲဆိုတာမျိုးစဉ်းစားဖို့ဖြစ်ပါတယ်နော်။အခုဆိုရင်ငွေလင်ပေးတဲ့မြန်မာပြည်သူတွေအတွက်အေပီလ3ရက်ထိနိုင်ငံတကာအကူအညီဒေါ်လာတန်း80နီးပါးရရှိထားပြီလို့သိရပါတယ်ခင်ဗျာ။ နော်ဒရီဘုတ်ကတော့ဘကိုးယူမပေါ်စစ်ကြောင်းတက်လာတဲ့ချမ်ပစ်စ်ကကိုဂျားဖြက်ခုခံတိုက်ခိုက်၄ဦးမျောစာဖြစ်ပြီး၂ဦးအပြည့်ထန်ထန်ရသွားတယ်လို့သိရပါဗျ။ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့လာရှုမြို့ကိုတရုတ်ကူညီနဲ့ရက်ပိုင်းတွေစစ်ကောင်စီပြန်ပေးမယ်လို့သတင်းတွေထွက်နေတာဖြစ်ပါတယ်เนาะအဲ့တော့ဒီ စကားရေကဒီမြန်မာနောင်းကလည်းပြောထားတယ်ပေါ့နော်ဒီမတ်လထဲမှာပြေးမယ်လို့ပြောတယ်ပေါ့နော်မတ်လထဲမှာမပြေးဖြစ်ဘူးအခုဧပြီလထဲရောက်လာပြီပေါ့နော်အဲ့တော့ MMD ကပြန်ပြေးမလာမပြေးဘူးလားဆိုတော့သတင်းအတိအကျတက်လာသေးတာမဟုတ်ပေမဲ့လည်းအခုချိန်မှာဆိုရင်ဒီ last minute မှာရှိတဲ့မြို့ခံတွေကပေါ့နော် MMD ပြန်ဆုတ်မဲ့အရေးအယံတွေတွေ့နေရတယ်ဆိုတာကိုပြောထားတဲ့သတင်းလေးဖြစ်ပါတယ်နော် အမှဆိုရင်18ရက်နေ့ကိုတရုတ်ဘက်ကအဖွဲတစ်ဖွဲလာလာရှုပ်ကိုဝင်ဝင်လာမယ်တဲ့ MMDA အနေနဲ့အဲ့ဒီမတိုက်ခင်အတုတ်လိုက်ထွက်ပြီးစစ်တပ်ကတခါတည်းပြန်အထိုင်ချမယ်လို့သိရတယ်တဲ့ဒီသတင်းကတေးရှာတလောက်ကိုမြို့ခံတွေကြားသိနေရတဲ့သတင်းလို့လာရှုပ်မြို့ခံတူကပြောပါတယ်တဲ့ဒါအပြင်ရုံးတွေတဲ့ကိုကုန်တင်ကားတွေခါလီဝင်နေပြီးရင် pre-book ကတွေရုံးဆောင်ရဲစာရတွေတည်ပြီးလောက်ကင်ကိုသွားနေတယ်ရှေ့ဆက်ဘာတွေဖြစ်မလဲဆိုတာတော့မှန်းဆလို့မရနိုင်အောင်ပဲဆိုပြီးတော့သတင်းတွေကဒီထွက်နေတာဖြစ်ပါတယ်နော်အဲ့တော့ဘာဖြစ်ပြောကျွန်တော်တို့သတင်းတွေကတော့ကြားနေရပြီဘယ်အချိန်မှာပြီးမယ်ဆိုတာတော့တိကျမသိရသေးဘူးနော် ဟုတ်ကဲ့ထားတဲ့ဒေတာဘုတ်ကတော့နော်အာဂျင်တီးနားတရားရုံးက main online ကိုအလို့ရှိနေတဲ့ fan rank ကိုတဲ့နိုင်ငံတကာရဲတပ်ဖွဲ့ interpol ထံကိုပေးပို့လိုက်ပြီဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲ့တော့ဒီအခုထိုင်းကိုရောက်နေတဲ့ champion six council ကိုထိုင်းကသာနော်ဒီ interpol လက်ထက်ကိုအက်လိုက်ရင်နော် icc ကဖမ်းဖမ်းခွင့်ရမှာဖြစ်ပါတယ်နော်အဲ့တော့ထိုင်းကဘယ်လောက်ထိဒီမေးရလုံကာကွယ်မလဲဒီပေးလိုက်မလဲဆိုတော့မသိဘူးနော်လောလောဆယ်မှာတော့ဒီထိုင်းနိုင်ငံမှာလည်းအချက်ဖက် main online ကိုဆန္ဒပြတဲ့သတင်းတွေကြားနေရပါတယ်နော် ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Bistic အစည်းအဝေးကျင်းပသည့်ရှန်ကီလာဟိုတယ်အနီးတွင်လူသက်သမားမင်းအောင်နဲ့ငါတို့မချိုဆိုပြီးစာတန်းချိတ်ဆွဲပြီးမှဆန္ဒပြနေတယ်လို့သိရပါတယ်နော်အဲ့ဒီမှာဆိုရင်ဆန္ဒပြတဲ့ဖွဲ့တွေဆိုရင်တကယ်ထိုင်းကကျောင်းသူဒီတက္ကသိုလ်ကျောင်းသူကျောင်းသားတွေလို့ပြောပါတယ်နော်အဲ့တော့အချမ်းဖက်မင်းအောင်နိုင်ကိုထိုင်းနိုင်ငံမှာလည်းဘလုံးဝမချိုဆိုတဲ့အနေထားဖြစ်ပါတယ်အချမ်းဖက်စစ်ကောင်စားမင်းအောင်နိုင်ဟာနိုင်ငံတကာအတိုင်းအတာကိုခွေးတိုးပမှတ်ဝင်ရန်ကြိုးပမ်းနေသည့်အတွက်မင်းအောင်နိုင်ကိုစန့်ကျင်ဆန္ဒပြမှုအဖြစ်ဆန္ဒပြနေကြတာဖြစ်ပါတယ်နော်အဲ့တော့မြန်မာတွေလည်းဆန္ဒပြသလိုထိုင်းနိုင်ငံသားတွေကိုယ်တိုင်ပင်လည်းမင်းအောင်နိုင်ကိုမချေနိုင်လို့ဆန္ဒပြနေတဲ့အခြေအနေဖြစ်ပါတယ်နော် ကဲဒါပြီအမင်းအလိုင်းကို NCC ကဖမ်းနိုင်မလားဆိုပြီးတုံ့တက်ထားတဲ့သတင်းတူလေးကိုလည်းကျွန်တော်နောက်ကြည့်လိုက်အောင်နော်ဟုတ်ထီလိုမင်းလို့ဖျားထီတော်လဲရန်ခါခဲ့တာပါစစ်ကောင်စီကိုထောက်ခံသူတွေစစ်တပ် lobby တွေကတော့ဒါဟာအာဏာသိမ်းမှုကိုစန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာမဖဲဝါပုံစံအကောင့်ထမ်းပြီးဆန္ဒပြကြလို့ဆိုပြီး lobby လုပ်ကြပါတယ်ထူးခြားတာကစစ်ကောင်ဆောင်လုံမဲ့ရွေးကောက်ပွဲလမ်းကြောင်းမှာအရေးပါတဲ့လွှတ်တော်အဆောက်အဦတွေပါပြုတ်ပြက်ခဲ့တာပါ ဒါကြောင့်သူလုံးမဲ့အစီအစဉ်တွေကိုမမြင်နိုင်တဲ့လောကသားတွေကတော့တာစီနေပြီလို့ကျွမ်းကျင်သူတွေကသုံးသပ်နေကြတာတွေလည်းရှိပါသေး။ကြံဆက်ရရင်အန်ယူဂျီနဲ့မဟာမိတ်သုံးဖွဲ့ဘက်ကငလျင်ကြောင့်အပြစ်ရဖို့ပြောလာချိန်မှာတော့စစ်ကောင်းဆောင်ဘက်ကအလှငွေကောက်ခံပွဲအထိကောက်ွယ်တိုက်ခိုက်မယ်ဆိုတဲ့စကားကိုပဲပြောနေခဲ့တာပါ။ဒါပေမဲ့ထိုင်းမှာလုံးမဲ့ဘင်းစတက်ထိပ်သီးအစီအဝေးကိုတတ်ဖို့လည်းရှိနေတော့ဧပြီလ၂ရက်နေ့ညပိုင်းမှာစစ်ကောင်းစီဘက်ကအပြစ်ရကြောင်းထပြီးကြေညာပါသေး။ ထိုင်းဘက်မှာလည်းသူ့ကိုအစီအဝေးဖိတ်မိတဲ့ဝန်ကြီးချုပ်ကိုထိုင်းလွတ်တော်မှာကိုယ်စားလှယ်တွေကဖိအားပေးနေတာကြောင့်လည်းပါပါတယ်။ဧပြီလ3ရက်နေ့မွန်းလဲပိုင်းမှာတော့စစ်ကောင်းဆောင်ဟာထိုင်းနိုင်ငံကိုရောက်ရှိလာခဲ့ပြီးဖြစ်ပါတယ်။တချို့ကဖိလစ်ပိုင်တမတဒူတာတေးလိုထိုင်းခရီးစဉ်အတွင်းမှာသူ့ကိုဖမ်းဆီးနိုင်မလားလို့မျှော်လင့်နေကြပါတယ်။တကယ်တမ်းသုံးသက်ရရင်ဒါဟာဖြစ်နိုင်ခြေလုံးဝကိုနေပါတယ်။ထိုင်းဝန်ကြီးချုပ်ရဲ့ဖခင်တပ်စင်နဲ့စစ်ကောင်းဆောင်ကြားမှာနီးကပ်တဲ့ဆက်ဆံရေးရှိနေတာကြောင့် ဒါဟာမဖြစ်နိုင်ဘူးလို့ဆိုရတာပါ ICC မှာ Favran ထုတ်ပေးဖို့အဆိုတင်သွင်းခံထားရပြီ Argentina တရားရုံးက Favran ထုတ်တာခံထားရတဲ့စစ်ကောင်းဆောင်ဟာသူ့အတွက်မပိုင်ပေးနေတော့ဖိုင်းကိုလာမှာမဟုတ်ပါဘူးသူ့ကိုလာခွင့်ပေးတာဟာဖိုင်းကိုအကြောင်းအမျိုးမျိုးနဲ့ရောက်ရှိနေတဲ့မြန်မာတွေအတွက်တော့သတင်းကမဟုတ်ပါဘူးအလုတ်သမားကတ်နဲ့နေထိုင်ခွင့်ကိစ္စတွေမှာမပြတ်မသားဖြစ်နေတဲ့အခြေအနေမှာမြန်မာတွေအတွက်တင်းကျပ်မှုတွေဖြစ်လာနိုင်ပါတယ် စစ်ကောင်းဆောင်အတွက်ကတော့နိုဝင်ဘာလဆန်းကတရုတ်ခရီးစဉ်မတ်လတွေကရုရှားခရီးစဉ်နဲ့အခုထိုင်းခရီးစဉ်တွေကြောင့်သူ့ရဲ့စစ်ကောင်းစီအစိုးရရဲ့တရားဝင်မှုကိုပြတ်ရရောက်စေခဲ့ပါတယ် ICC ကလည်းမဖမ်းနိုင်သလိုတခြားအဖွဲ့အစည်းတွေကလည်းစစ်ကောင်းဆောင်ကိုဖမ်းနိုင်မှာမဟုတ်ပါဘူးအစီအဝေးလာတက်မယ်ပြောချင်တာတွေပြောလိမ့်မယ်ပြောတဲ့အခါစစ်တပ်ကဥဆောင်လုံးမှတရားမျှတပါတယ်လို့ပြောချင်တဲ့ရွေးကောက်ပွဲအကြောင်း အလွန်ငွေရနိုင်တဲ့ငလျင်တွေအကြောင်းဖြစ်ပါလိမ့်မယ်။ထိုင်းဝန်ကြီးချုပ်ကတော့ယာရိတ်ဒေါ်လာညီအမတွေပါလို့ပြောကောင်းပြောသွားနိုင်ပါတယ်။ထိုင်းနိုင်ငံရေးမှာဝန်ကြီးချုပ်နောက်ကဲမှာရှိနေတယ်လို့ဆွဆွဲခံနေရတဲ့သက်စင်းနဲ့တွေ့မယ်။ပြီးရင်အာဆီယံကိုအကာအကွယ်ယူပြီးစစ်ကောင်စီဘလို့အသက်ဆက်မလဲဆွေးနွေးမယ်။အချိန်တိုင်းရင်ပြန်သွားပြီးကမ္ဘာရိုးရာအမွေဆိုပြီးမြန်မာပြည်မှာတကြပွဲလုပ်မယ်။တနခါပွဲလုပ်မယ်။အပြည့်ရဲ့ကာလကြော်ရင်ပြည်သူတွေကိုဘုံကျဲနေအောင်မှာပဲလို့သာပြောလိုက်ပြရစီ။ စီရေးအရာအသာစီးရမှသာစစ်ကောင်းဆောင်ကိုဖမ်းဆီးရမည်ဖို့အစီအစဉ်ပါလိမ့်မယ်။ဒါကြောင့်စီရေးအရာအသာစီးရဖို့တော်လှန်ရေးဘက်ကဆက်ပြီးစူးစမ်းနေရအောင်ပါပဲဖြစ်ပါလိမ့်ရှင်။ကဲဒါတော့ Champions League ဆောင်မင်းအောင်လိုင်းရဲ့အခြေအနေဖြစ်ပါတယ်နော်အဲ့တော့ထိုင်းနိုင်ငံကတော့မင်းအောင်လိုင်းနဲ့မိတ်ဖက်နိုင်ငံဖြစ်တဲ့အတွက်ပေါ့နော်မင်းအောင်လိုင်းဖန်ဆီးပြီးဖို့ဆိုတော့မသေးချာဘူးပေါ့နော်အဲ့တော့ဘာဖြစ်ပြောထိုင်းနိုင်ငံကိုလည်း AW ကတော့ခွင့်တောင်းထားတယ်ပေါ့နော်ခွင့်ပြုလိုက်တယ်ဆိုရင်တော့သေချာပေါ့မင်းအောင်လိုင်းကပြန်လမ်းမရှိတဲ့လမ်းဖြစ်သွားနိုင်ပါတယ်နော် ဲနောက်ထပ်လဲဗောနော်ချက်မှတ်မင်းအောင်လဲရက်ဆက်ရုပ်မောင်ပုံရဗောနော်ကျွန်တော်တို့ပြည်သူတွေဘယ်လောက်ထိခံစားရလဲဆိုတာကိုပြောရတဲ့ဟာလေးဗျာတကယ်ရင်းနှီးမှာမကောင်းလို့နောက်တော့ကြည့်အောင်နော်နောက်ပြည်သူတွေမှာလေဟွတော့ဆရာမီမရှိပြီးဆရာမီမရှိဖြစ်နေတယ်ဟိုကောင်းကင်ကနေလဲဘုံချက်ခါတယ်မိပြေမှာလဲကျွန်တော်ဟိုလက်နဲ့တက်ဖြတ်ခါတယ်မိသေးကိုကျွန်တော်မိမိသေးကိုရှူပြီးတော့မှ မိသေးကိုဝင်ပုံးမယ်ဆိုရင်တော့မငလင်ငါရှိပြိုင်ရောနောက်ကျွန်တော်ဘီးစရာမျိုးမရှိဘူးရည်ကြီးရနဲ့ငလင်နဲ့ကျွန်တော်ဟိုးကောင်းကင်ဘီးရင်ကျွန်တော်မိပေါ်မိအောက်ကျွန်တော်ကိုအားလုံးကကျွန်တော်မှာဒုက္ခအတိနဲ့ဒုက္ခအတိပေးနေတဲ့မြန်မာ ပြည်ကြီးဖြစ်တဲ့ဒီချိန်မှာလေဆိုတော့ကျွန်တော်တွေဟိုပီတူကပီတူပဲရှိတယ်ဆိုတော့စကလုံးလို့ပေါ့နော်ကျွန်တော်တွေအဝေးရောက် နိုင်ငံတကာမှာရောက်နေတဲ့မြန်မာပြည်ပေါ်ပြည်ပြည်သူပြည်သားတိုင်းသားအလုံးအနေပြီးတော့မှဒီချိန်မှာဟိုတင်းနိုင်တဲ့ဖက်ကတင်းနိုင်တဲ့လောက်ကိုကျွန်တော်ကူညီဖို့လိုပါတယ်။ကဲဒါတော့เนาะတကယ်ပဲသူပြောတဲ့ဟာတကယ်ပဲရင်ထဲထိပဲเนาะမြန်မာပြည်သူတွေဘဝကเนาะမြေရောက်ထဲတော့မြေရောက်ထဲမှာလည်းပုံလို့မရအောင်ဘဲမှာလည်းတွားလို့မရအောင်เนาะဒီမင်းအောင်လိုင်ရဲ့ရက်ဆက်မှုအတန်ကိုအလူးလေးခံရတဲ့အနေထားဖြစ်ပါတယ်เนาะ နောက်ထပ်ကြည့်ရမယ့်သတင်းလေးကတော့ကျွန်တော်တို့ UNG ကပေါ့နော်ဒီအင်္ဂလိပ်နဲ့ခန်းစားနေတဲ့ပြည်သူတွေအတွက်ပေါ့နော်ဒီလူငွေကောက်တဲ့ခါမှာဒီပြည်ပမှာရှိတဲ့မြန်မာတွေကပေါ့နော်လှူဒန်းတဲ့ငွေကကျပ်သိန်းပေါင်းတောင်းချီလှူဒန်းပြီးသွားပြီဆိုတော့သိရတယ်ပေါ့နော်အဲဒီထဲမှာကျပ်သိန်းပေါင်း8000ကျော်ကိုအသုံးပြုပြီးတော့ကျပ်သိန်းပေါင်း8000ကျော်ကျန်သေးတယ်ဆိုတဲ့သတင်းတွေပြောထားတဲ့ဟာလေးနားထောင်ကြည့်အောင်နော်ပြည်သူလူထုဟာပြင်းထန်တဲ့ငလင်တန်းကိုခံစားလာခဲ့ကြရတာတပတ်တာကာလကိုရောက်ရှိလာပြီဖြစ်ပါတယ်အသက်အိုးအိမ်စီးစိမ်တွေဆုံးရှုံးရုံမကဘဲနဲ့ ပြင်းထန်တဲ့စိတ်ဒဏ်ရာတွေလည်းရရှိနေကြတာဖြစ်လို့ကျွန်တော်တို့ပြည်သူအစိုးရ NUG နေနဲ့ပြည်သူများနဲ့အတူထပ်တူခံစားရပါတယ်ပြည်သူဒုက္ခကိုအတက်နိုင်ဆုံးအလင်းအမြန်ကူညီဖို့ကျွန်တော်တို့ကြိုးစားခဲ့ကြပါတယ်ပြည်သူကပြည်သူကိုထောက်ပံ့ကူညီတာတွေကိုမြေပြင်မှာအမှန်တကယ်ထိတိယောက်ယောက်စီမံခန့်ခွဲအကောင့်ထဲပေါ်နိုင်ဖို့ပြည်သူဘက်တော်သားတွေနဲ့ညှိနှိုင်းပြီးဆောင်ရွက်နေကြပြီဖြစ်ပါတယ်အေဘီလာနှစ်ရက်နေ့အထိငလင်ဘေး တုံ့ပြန်မှုတွေအတွက် ရှိထားတဲ့အလူငွေပမာဏဟာပြက်သိမ်းပေါင်း18133ဒိ28568ကျပ်ဖြစ်ပါတယ်။ငလင်းဘေးတင့်ခဲ့တဲ့တိုင်းဒေသကြီး3ခုပြည်နယ်တစ်ခုမှရှိတဲ့မြို့နယ်21မြို့နယ်မှာငလင်းဘေးတင့်ပြည်သူတွေအတွက်ထောက်ပံ့နေတဲ့ပမာဏဟာကျပ်သိမ်းပေါင်း8258ဒိ26000ဖြစ်ပြီးတော့လက်ကျန်ငွေကတော့ကျပ်သိမ်းပေါင်း8186ဒိ2568ဖြစ်ပါတယ်။ကျွန်တော်တို့ ထိထိရောက်ရောက်ဆောင်ရွက်နေကြပါတယ်။ရရှိမှုနဲ့ထောက်ပံ့မှုတန်ဖိုးတွေဟာအချိန်နဲ့မျှပြောင်းလဲတိုးတက်နေတာဖြစ်ပါတယ်။အားလုံးဝမ်းသာကြဖို့ဖြစ်ပါတယ်။ပြည်သူများရဲ့စာနာရရောမှုနဲ့ညီညွတ်မှုအားကြောင့်သာဒီလိုကျွန်တော်တို့ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ဆက်လက်ပြီးလဲအရှိန်မြင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ပြည်သူများရဲ့ရန်နှုန်းပြည့်စေနာအဆင့်အမှန်နဲ့ပါဝင်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ညီညွတ်မှုအားကိုတကယ်ပဲကျွန်တော်လေးစားဂုဏ်ယူမိပါတယ်။ထောက်ပံ့ကူညီပေးကြတဲ့ ပြည်တွင်းပြည်ပနိုင်ငံရဲ့ရက်ကပြည်သူတွေကိုလည်းကျေးဇူးပြုပါတယ်။ငလျင်ဘေးတင်ပြည်သူတွေအတွက်ရန်မုံငွေကျူးစားရှာဖွေပေးနေကြတဲ့ဖွဲ့စည်းတွေအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်။စီလုံးညီညွတ်မှုနဲ့ဆက်လက်ပါဝင်ထောက်ပံ့ကူညီပေးကြဖို့လည်းတိုက်တွန်းပါတယ်။ပြည်သူများကိုလည်းပါဝင်ကြပါလို့လည်းထပ်မံတိုက်တွန်းလိုပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ကဲဆက်လက်ပြီးတော့လဲကျွန်တော်တို့ရဲ့တော်လိုင်းရေးအချစ်တော်ပေါ့နော်ဘီသူချစ်တော်မင်းသားကြီးမင်းမော်ကုန်းကလည်းအခုဆိုရင်ပကြီကားပေါ့နော်သူ့ရဲ့ပကြီကောက်လေးလက်နေရောင်းချပြီးကလင်ဘေးအတွက်လူဖို့လုပ်နေတာဖြစ်ပါတယ်နော်အဲ့တော့လေးလက်နေရောင်းချတဲ့ခါမှာဒေါ်လာ3000လောက်ရရတယ်လို့ကြားရတယ်နော်အဲ့တော့သူဘာပြောတာနားလုံးကြအောင်နော်ကျွန်တော်အခုဒီမြင်နေရတဲ့ပကြီကားလေးကိုကျွန်တော်လီလံပြစ်ပြီးတော့အဲရရှိတဲ့ငွေကိုအဲစကိုင်းမန်လေးပါဝင်ငလင်းနံခံခဲ့ရတဲ့အဲကျွန်တော်တို့ဒီလူလေးစီကိုပူဆောင်ပေးနေတာပဲဖြစ်ပါတယ် ကျွန်တော်ဒီဒီကားလေးအရွယ်စားကအဲ60 60စင်တီမီတာစီရှိပါတယ်ဗျာအဲပြီးတော့ဒီဒီကားကိုကျွန်တော် liquid pouring နည်းပညာနဲ့တုံးပြပြီးတော့ဟို acrylic ဆေးကိုတုံးပြီးတော့ရေးဆွဲထားတာဖြစ်ပါတယ်အဲဒီဒီကားရဲ့နာမည်ကိုတော့ကျွန်တော်ကျွန်တော်မြန်မာပြည်မှာရွှေရောင်အိမ်မက်တွေပြန်လည်းမခွင့်ရဖို့အဲတူတူအဲဆန္ဒပြမှကူညီဖို့ဆိုတော့ရွေချက်လေးနဲ့ ် Google Dream for Google Land ဆိုပြီးတော့နာမည်ပေးထားပါတယ်ဗျာဆိုတော့ဟိုကြံကင်းဈေးကိုတော့ကျွန်တော်သတ်မှတ်ထားခြင်းမရှိပါဘူးအားလုံးအဲအဆင်ပြေတဲ့ဈေးနဲ့ကိုပေးနိုင်တဲ့ဈေးနဲ့ဝင်ရောက်ပြီးတော့ပါဝင်လို့ရပါတယ်အဲကျွန်တော်တို့လီလံကာလကိုတော့အဲဒီနေ့ကနေစပြီးတော့ပေါ့နော်ဒီနေ့ညအဲကျွန်တော်အခုဗီဒီယိုတင်နေည9:00နာရီကနေစပြီးတော့အဲကျွန်တော်တို့၄ရက်တီတီ၄ရက်တီတီမှာ ကဲထားတာပေါ့နော်မြမကွေရဲ့ပကြီလေးလန်တရောင်းချတာဖြစ်ပါနော်အဲ့တော့3000နဲ့လေတန်တင်အောင်သွားတယ်လို့တော့ကြားတယ်ပေါ့နော်ကဲကျွန်တော်နောက်ထပ်ကြည့်ရမယ့်သတင်းကတော့ဟိုတော့ကကျွန်တော်တို့တချို့တွေရှိတယ်ပေါ့နော်ကိုလုံးမကူစားရမှာပေါ့နော်ဒီစစ်ပွဲတွေကငောင်းနဲ့မဆိုင်ပါဘူးဆိုနေလာခဲ့တဲ့သူတွေအခုဆိုရင်ငလင်ဘီးကြုံတဲ့အခါမှာဒီစနစ်မကောင်းခြင်းရဲ့ရလက်ဘာဆိုတာအလားနားလည်သွားပြီပေါ့နော်အဲ့ဒီအကြောင်းတွေကိုပြုံးတုံးတက်ပြောဆိုထားတဲ့အဲဒေါက်တာမီမီဝင်းဘက်ရဲ့ဒီဆွေးနွေးဆွေးနွေးတုံးတက်တဲ့ဟာလည်းနောက်ကြည့်အောင်နော် မြန်မာပြည်သူလူထုကနော်စစ်တပ်ရှိနေတဲ့ကြောင့်အော်စစ်တပ်နဲ့တို့နဲ့ဘာမှမဆိုင်ဘူးတို့ကအလဲမာနေနေတာဗာတို့နဲ့ဘာမှမဆိုင်ဘူးတို့တို့နေတိုင်းကိုယ်ပိုင်ကိုယ်လုံးမကိုစားရတာဆိုပြီးတော့တို့ဒီလိုမျိုးလုပ်နေတယ် right အဲ့လိုမျိုးလုပ်နေတယ်ဒီတော့ဒီနေ့ပါပါပြီဘာလို့လဲဆိုတော့အဲ့ငေးပြီတော့မှလောက်တာမမှန်လို့ရှိရင်တနေ့တနေ့တော့ကိုယ်စီလာလာလာထိခိုက်တာပဲဆိုအခုဆိုလို့ရှိရင်ဒီဥစ္စာဒီဥစ္စာဆိုလို့ရှိရင်ပထမကိုဗစ်မှာလည်းအဲ့ဒီတိုင်းပဲကိုဗစ်မှာသူတို့ဒေါ်စုအောက်မှာ response လုပ်သွားတာနဲ့စစ်တပ်အောက်မှာ response လုပ်တာတခြားစီပဲ right ဒေါ်စုမာတော့လူတည်နေတဲ့စစ်တပ်မှာအယမ်းတည်ကြနောက်ပြီးတော့မိုကာ cyclone မိုကာအောက်မှာเนาะအများကြီးတမင်တကာသူတို့အဒီဥစ္စာအသုံးချပြီးတော့လုပ်သွားတာ cyclone เนาะဒီဒီဆယ်ကြီးကိုတခါတည်းဖောက်တမင်တကာဖောက်ပလိုက်တာလူကြီးတည်အောင်လို့အဲ့ဒီမှာတော့မပြီးအခုကြတော့လေဒီမှာငယ်လျင်ဖြစ်နေတဲ့ဥစ္စာကိုအသုံးချပြီးတော့ဘုံလိုက်ကျဲတယ်နောက်ပြီးတော့ legitimacy ရအောင်လိုက်လုပ်တယ် right ပြင်ဆင်နေတဲ့အစာသူတို့တွေကဒီဥစ္စာကို လိုက်ပြီးတော့အသုံးချပြီးလူတွေသိကြအောင်လုပ်တယ်ဆိုခုနကကျမပြောသော်မြန်မာနိုင်ငံကနော်ဒီဒီဘေးရန်တွေအဲတဘာတရဘေးရန်တွေအများကြီးဖြစ်နိုင်တဲ့နေရာတခုအခုချိန်မှာဖြစ်နေတာနောက်ကဘာကြီးကလည်းဒီ climate change နဲ့ပြောင်းနေတယ်ဆိုအဲ့ဒါမျိုးတွေက cyclone တွေပိုများလာမယ်ငလျင်တွေပိုလှုပ်လာမယ်အဲ့ဒီမှာဆိုလို့ရှိရင်ဒီစစ်တပ်ရှိနေတဲ့မြားကာလာပတ်လုံး right ဒီလိုမျိုး response ပဲမသေးမသေးမသေးထိုက်တဲ့လူတွေ you know အာအာသေးမှာ ဆိုတော့ဒီနေ့ကို့မှာမဖြစ်ပေမဲ့နောက်တနေ့ဖြစ်လိမ့်မယ်။ဆိုတော့ဒါကြောင့်မလို့ကျမတို့အများန်းပြောနေအကောင်းဆုံးကတော့ဒီစစ်တပ်ပေါ့နော်ဒီဒီရာဇဝတ်ဂိုင်းဒီနေပြည်တော်မှာမရှိတော့မှာပဲမြန်မာနိုင်ငံကပြည်သူလူထုကအေးချမ်းမယ်။ directly indirectly ငလင်ဘေးမြန်မာစစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့စစ်ကောင်းစီဘယ်တော့ခံနိုင်မလဲဆိုတဲ့ဟာလေးသုံးသပ်ထားလေနောက်တော့ကြည့်အောင်နော်။ ပဲအဲ့ဒီဥစ္စာလဲကျွန်မပြောတဲ့ double edge sword ပေါ့နော်။ तू ကတော့မရရတဲ့နည်းနဲ့သူ့ဘက်ကိုရအောင်လုပ်နေတယ်။ဒါပေမဲ့ဘကိုးမှဖြစ်သွားတာ။ဘကိုးလည်းထိသွားတယ်ကျွန်မကြားတာ။အဲ့မှာဘကိုးမှရှိနေတဲ့အာဟိုဟိုဗာလဲဒီဆက်ယုံနေပေါ့နော်။ဒီလက်နဲ့တီဟိုနည်းနေထုတ်တဲ့ဆက်ယုံနေအားလုံးတော်တော်ပြက်စီးသွားတယ်လို့ကျွန်မကြားရတယ်။ဆိုတော့အဲ့ဒီဥစ္စာဆိုလို့ရှိရင်ကျွန်မတို့အတွက်ကဟိုဗာလဲတဘာဝဘေးရန်တွေရပါတော့။သွားဘုံကျဲသီးလို့မျိုး လိုလိုမျိုးဖြစ်သွားတယ်။ဆိုအဲ့ဒီဥစ္စာဒါဆိုလို့ရှင်သူမှရှိနေတဲ့ဒီအခုရှိနေတဲ့ inventory ပြီးလို့ရှင်သူတို့ဟိုနေပြန်ပြီးတော့ဒီဥစ္စာပြန်လုပ်ဖို့အတွက်ပြန်ဖြည့်ဖို့အတွက်ကတော့တော်တော်ခက်သွားမယ်လို့ထင်တယ်။နောက်ပြီးတော့ပြီးတော့နေပြီးတော့မှလည်းဒီဥစ္စာနေပြီးတော့စိဌာနဌာနချုပ်ကြီးလည်းပြတ်သွားတယ်ဆိုတော့သူတို့အတွက်တော်တော်များများဟိုအခက်အခဲဖြစ်သွားမှရှိတယ်ဆိုတော့လေသူတို့လည်းတော်တော်နာပါတယ်။နောက်ဟိုနေကလည်းပြောတယ်ဟိုဘယ်သူကလည်းမသိပြောတာအာဒီအခု earthquake ဖြစ်သွားတာပေါ့နော်။ဒါဘုံ300လောက်ပေါ့နော်။တဲတဲတဲအနှုမြေဘုံ300လောက်ထိတဲ့လူမျိုးဖြစ်သွားတယ်ဆိုတော့လေအဲ့ထိတဲ့အခါမှာလေသူတို့ control လုပ်ထားတဲ့နေရာတွေစစ်တပ်က control လုပ်ထားတဲ့နေရာတွေကအနာဆုံးပဲ။ဟိုနေ့ဟိုဟိုနေ့မှာနဘေးမှာဗာလေ PDF တွေ EAO တွေလုတ်ထားတဲ့ control လုတ်ထားတဲ့နေရာတွေကဒီလောက်လောက်မဟုတ်ဘူး။နောက်ပြီးသူတို့နေရာတွေမှာလည်းเนาะဟိုဗာလေအဆောက်အဦအကြီးတွေအမြင့်တွေမရှိဘူးဆိုတော့ ပြိုကြလဲတစ်ထက်နှစ်ထက်စာလောက်ပဲပြိုကြတယ်အဲ့ဒီမှာကျတော့လူတွေကလည်းအားလုံးပူပြီးတော့မနေကြဘူးဆိုတော့လေအဲလွယ်လွယ်လေးဆိုအာဒေါက်တာဝင်းမြတ်အေးကပြောတာတော့သူတို့80ရာခိုင်နှုန်းလောက်ပေါ့နော်သူတို့အဲ့ဒီအဲ့ဒီလောက်ထိကိုသူတို့အကူအညီဒီဒီဥစ္စာကိုဗာလဲသွားပြီးတော့အကူအညီပေးနိုင်နေတယ်အာဆိုတော့ဘာလို့လဲဆိုတော့သူတို့ကတိတ်မ damage သိမ်းမရှိဘူးပေါ့နော်အဲ့ဒီဘက်အဲ့ဒီနေရာတွေမှာဒါပေမဲ့ the sit up ဘက်ကလောက်ထားတဲ့အမှာ damage ပို့ပြီးတော့ဗာလဲ ဆုံးရှုံးတာတွေပို့ပြီးတော့ဗာလေအထိနာရယ်ပေါ့နော်ဆိုတော့အဲ့ဒီဥစ္စာစစ်တပ်အတွက်လည်းတော်တော်ဟိုအာထိခိုက်မယ်လို့ကျွန်မထင်တယ်ကဲဒါတော့နော်ဒါတော့မျိုးနဲ့တုံ့တထားတဲ့ဟာဖြစ်ပါတယ်เนาะအဲ့တော့ချက်မဲ့စကောင်းစာနေပြီးတော့တဲမှာဆိုတော်တော်ထိခိုက်တယ်လို့လည်းကြားပါတယ်เนาะနေပြီးတော့တဲမှာထိခိုက်တယ်ဒီသူတို့ရဲ့ဒီနန်းစီရဲ့ဝန်ထမ်းတွေကိုတော့မှပြန်လှည့်မကြည့်နိုင်တဲ့အနေအထားတွေရှိနေတယ်ပြီးတော့ထိခိုက်မှုပေါ့เนาะဒီအဆောက်အုံပြိုကျတယ်ဆိုတော်တော်ကြီးကိုပြည့်ပြည့်စည်စည်ပြည့်စည်တဲ့ဟာတွေပေါ့เนาะနောက်ပိုင်းမှာတပ်ပုံတွေတက်လာတွေ့ရပါတယ်เนาะ ချမ်းမြေစီကောင်းဆောင်မင်းအောင်လိုင်းကပေါ့နော်အပြည့်ရတယ်ဆိုပြီးတော့ကြီးညာပြီးမကြောက်ဘောနော်တခါလေလင်းနဲ့ဘုံကျဲနေတဲ့ကိစ္စတွေနောက်ပြီးတော့နော်သူရရက်ဆက်ရုံမှာပုံတွေအားလုံးကိုပြောထားတယ်ဦးသိမ့်မြေပြီးတော့နောက်ကြည့်အောင်နော်မန္တလေးတိုင်းတောင်သာမြို့နယ်တဲတော်ကြီးရမှာလဲအေဘီလာ၃ရက်နေ့မနက်မလင်းသိမ့်ပြီးနှစ်နာရီမိနစ်20အချိန်မှာကလေးကဂျက်တိုက်လေရင်ဆက်တက်လေဒီတွေအသုံးပြုပြီးတော့ဘုံကျဲသွားခဲ့ပါတယ်ဘုံကျဲတဲ့အပြင်မှာဆက်တက်လေဒီပေါ်ကနေပြီးတော့လက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေလည်းပြုလုပ်သွားခဲ့ပါတယ်တိုက်ပွဲလုံးဝမရှိဘဲနဲ့ညအချိန်မှာ အလစ်အငိုက်ဖမ်းပြီးတော့လာရောက်တိုက်ခိုက်သွားတာဖြစ်ပါတယ်။တော်လိုင်းရေးသမားတွေရှိနေလိမ့်မယ်လို့ယူဆပြီးတော့ပြစ်ခတ်ပုံကျဲတိုက်ခိုက်မှုတွေကိုအလစ်အငိုက်ဖမ်းပြီးတော့လုတ်သွားတာဆိုတဲ့သဘောမျိုးပါ။ဒါပေမဲ့ဒေသခံတွေကတော့အဲ့ဒီရွာမှာတော်လိုင်းရေးသမားတွေစကတ်ချနေထိုင်တာမရှိသလိုတိုက်ပွဲလည်းလုံးဝမရှိဘူးလို့ဆိုပါတယ်။တိုက်ခိုက်မှုကြောင့်နေအိမ်တလုံးလုံးဝပျက်စီးကျေမွသွားပြီးတော့ဘုံကြီးကြောင်လည်းအမိုးပွင့်သွားတယ်လို့ဒေသခံတွေက ပြောကြပါတယ်။ဖြစ်စဉ်လေးကတော့စကိုင်းတိုင်း homeland မြို့မှာဖြစ်ပွားတာပါ စကိုင်းတိုင်း homeland မြို့ဖာနိုင်ကြီးရွာနဲ့ပဲနှုတ်ကြီးရွာမှာအေဗီလာ၃ရက်နေ့မနေ့9နာရီမိနစ်50အချိန်ကစပြီးတော့ MI2 စစ်ရဟတ်လေယာဉ်ကိုအသုံးပြုပြီးတော့တနေရာကိုဘုံအလုံး20စီကျဲချသွားခဲ့တယ်။အဲလိုလေချောင်းအန်ဒီရဲ့စောင့်ကြည့်ရေးကင်တောက်အဖွဲ့ Nationwide Air Scout NASC ထုတ်ပြန်ကြေညာပါတယ်။ဖြစ်စဉ်ကတော့ကချင်ပြည်နယ်ဗမော်မြို့ပါ။ကချင်ပြည်နယ်ဗမော်မြို့မှာလည်းအေဗီလာ၃ရက်နေ့မနေ့8နာရီ 40မိနစ်အချိန်မှာ Y12 အမျိုးအစားတိုက်လေရင်ကိုအသုံးပြုပြီးတော့ဘုံအလုံး330ကျဲချတိုက်ခတ်ခဲ့တယ်လို့လေကြောင်းအနေနဲ့စောင့်ကြည့်ရေးကင်းထောက်အဖွဲ့ Nationwide Air Scout NASCA ထုတ်ပြန်ကြေညာပါတယ် Piston 6ကတော့ကချင်ပြည်နယ်မြကြီးနားမြို့မှာပါနေရာတိုင်းမှာကျင်းနေကျင်းနားမြို့မှာအေဒီလာ3ရက်မနေ့9နာရီမိနစ်50အချိန်မှာထိုးစစ်ဆင်တိုက်ခိုက်မှုတွေလုပ်ခဲ့တယ်လို့လေကြောင်းအန်တီရဲ့စောင့်ကြည့်ရေးကင်းထောက်အဖွဲ့ Nationwide Air Scout NASCA ထုတ်ပြန်ကြေညာပါတယ် စစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုတွေကိုရက်ဆက်မယ်လို့ကြေညာချက်ထုတ်ပြန်တဲ့အချိန်မှကတည်းကပြည်သူလူထုအများစုကယုံကြည်မှုမရှိပဲအပြစ်သားရမှာအကျဲရမှာမဟုတ်ဘူးလို့လှောင်ပြောင်တယောက်ခဲ့ကြပါတယ်ပြည်သူအများရဲ့အဲ့ဒီမယုံကြည်မှုဟာမှန်ကန်ကြောင်းစစ်ကောင်စီကအေဘီလာ3ရက်နေ့တရက်ထဲမှာပဲအတီးပြုတ်ပေးခဲ့ပါတယ်စစ်ကောင်စီကပြည်သူတွေရဲ့အထင်မြင်ချက်ကိုအတီးပြုတ်ပေးလိုက်တယ်လို့တောင်ရှိပါတယ်စစ်အုပ်စုဟာလိန်ညာမှုနဲ့ဂရိမတည်မှုအရာမှာခက်အဆက်ဆက်နာမည်ဆိုးနဲ့ ကြော်ကြားသူဖြစ်ပါတယ်။ဒါကြောင့်လည်းပြည်သူလူထုအများစုဟာစစ်အုပ်စုစစ်ကောင်စီရဲ့ပြောစကားတွေဂရိတွေကိုယုံကြည်ဖို့ခက်ခဲလေးရှိပါတယ်။1988ခုနှစ်မတ်လ13ရက်နေ့မှာစစ်မှုတက္ကသိုလ်ကျောင်းသားကိုဖုံးမော်ကိုတနက်နေ့ပြစ်ခတ်တပ်ဖြတ်ခဲစဉ်ကစစ်အုပ်စုဟာတနက်တိုင်းအနေနဲ့တေဆုံးတာမဟုတ်ကြောင်းသတင်းစာရေဒီယိုရုပ်မြင်သံကြားတွေကနေပြီးတော့တိုင်းသည့်ပြည်သည့်လိန်ညာခဲ့တဲ့အတွက်ကျောင်းသားတွေကဒေါသအကြီးကျယ်ထွက်ခဲ့ကြဘူးပါတယ်။စစ်မှုတက္ကသိုလ်မော်ကွန်ထိန်ဥပိုအေးကလက်မှတ်ထိုးအတီးပြုတ်ပေးတော့မှသာ။ ဆက်လက်ပြီးတော့မငင်းတာတော့ပဲနဲ့မတက်တာတဲ့အဆုံးမှာဝန်ခံခဲ့ပါတယ်1990ပြည့်ရွေးကောက်ပွဲပြီးရင်ဆက်ဆက်တက်စစ်တမ်းရအောင်ပြန်မှာပါတမိုင်းတရခန့်အဖြစ်မခံပါဘူးလို့အကြိမ်ကြိမ်ဂရီပေးခဲ့ပေမဲ့မဆလာတဖြစ်လဲတိုင်းအသာစီလုံးညီညွတ်ရေးပါတီရှုံ့နေပြီးတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအပြတ်အသတ်အနိုင်ရတဲ့အခါမှာတော့အာဏာလွှဲမပေးဘဲနဲ့နှစ်ပေါင်းများစွာစစ်တပ်ကဆက်လက်အုပ်ချုပ်နေခဲ့ဘူးပါတယ် 2020ခုနှစ်ရွေးကောက်ပွဲမှာလည်းစစ်တပ်ကကြောထောက်နောက်ခံပြုတဲ့ကြံ့ခိုင်ရေးပါတီအနိုင်မရပဲနဲ့ရွေးကောက်ပွဲနှစ်ကြိမ်ဆက်တိုက်ရှုံးနေပြတဲ့နောက်မှာဗိုလ်ချုပ်မင်းအောင်လှိုင်ဦးဆောင်တဲ့စစ်တပ်ဟာမခိုင်လုံတဲ့အကြောင်းပြချက်တွေကိုပေးပြီးတော့အတင်းအဓမ္မအာဏာလူယူသိမ့်ပိုက်ခဲ့ပါတယ်။အဲဒါလို့အတင်းအဓမ္မအာဏာလူယူသိမ့်ပိုက်မှုကြောင့်မြမသမိုင်းမှာမကြုံစဘူးထူးခဲလာတဲ့လူငယ်လူရယ်လေးတွေရဲ့တော်လန်တိုက်ခိုက်မှုဖြစ်ပွားပြီးတော့ပြည်တွင်းစစ်မီအခုအချိန်ထိ တဟုံဟုံတောက်လောင်နေခြင်းဖြစ်ပါတယ်ခင်ဗျာကဲဒါတော့ချက်ဖက်မင်းအောင်လိုင်ရဲ့ဒီဂရိမတိမှုတွေပေါ့နော်တခုခေတ်မှာမဟုတ်ဘူးเนาะဒီဥစားကပြန်ပြောမယ်ဆိုရင်နောက်နောက်တစ်ခေါက်ပြန်ဖြစ်တဲ့ပုံစံတော့ဖြစ်နေပြီပေါ့နော်အဲ့တော့ဟိုရုံးကရီးယားစာဂရိမတိလာခဲ့တဲ့ချက်ဖက်စစ်ကောင်စီရဲ့စစ်တက်ကြီးကအခုစီမှာဆိုလဲဂရိမတိပေါ့နော်အခုဆိုရင်ပြည်သူတွေအားလုံးကတော်တော်များများသိနေပြီပေါ့နော်အဲ့တော့အခုချိန်မှာဆိုရင်အားလုံးပို့ပြီးတော့သိတာတခုကဘာလဲဆိုတော့ ဟိုကိုလုံးမကိုစားမယ်ဆိုတဲ့အဖွဲ့ကြီးမရှိတော့ဘူးเนาะခုဆိုရင်အချက်ဖက်မင်းအောင်လိုင်ရဲ့စနစ်ဘယ်လောက်ထိစိုးွားလဲဆိုရင်ဒီငလင်ကအားလုံးကိုတက်တင်ပြလိုက်ဖြစ်ပါတယ်เนาะငလင်ကအခုဆိုရင်ဒီစနစ်ကဘာမှပေါ့เนาะပြည်သူတွေပေါ်စေတနာမရှိချက်ကတော့ဘယ်လောက်တောင်စိုးလဲဆိုရင်ခုဆိုရင်ငလင်ပြီးတာတော့မကြသေးဘူးဟိုပူဆွေးတော့ကရောက်တဲ့တူတာပေါ့နော်လုံးဝပူဆွေးတော့ကရောက်နေတော့မှရှိသေးတယ်အခုဆိုရင်တော့တစ်မျိုးပြီးတစ်မျိုးနေ့တိုင်းမှာနှိပ်ဆက်နေတာပေါ့နော်ဟိုပစ္စည်းရှင်းရမယ့်ကိစ္စတွေဒီအဆောက်အဦဖယ်ရမယ့်ကိစ္စအဲ့တော့ပြည်သူလူထုကိုစိတ်ဒုက္ခအမျိုးစုံပေးနေတာ သိကြပါရဲ့နော်အဲ့တော့အချက်မဲ့မင်းအောင်လိုင်းမပြုတ်ဘူးဆိုရင်တော့ဒီတဲ့ဆိုးတဲ့ဟာတွေထပ်ပြီးတော့လောင်းမယ်ဆိုတော့သိကြပါရဲ့နော်အခုတော့မှဒီငလင်ဘေးမှာပြီးသူတော်တော်များများကပါနော်မင်းအောင်လိုင်းရဲ့စနစ်လုံးဝဆိုးရွားတဲ့စနစ်ဆိုတော့အားလုံးကပြောဝါတီတွေမြင်တွေ့လိုက်ရဖြစ်ပါရဲ့နော်အဲ့တော့ဒီစနစ်ကြီးကိုကျွန်တော်တို့ဆက်ပြီးမှထောက်ခံနေဆိုရင်တော့ဒီမင်းအောင်လိုင်းသားအာနာရသွားကြည့်ဘယ်လောက်ထိထပ်ပြီးဆိုးတဲ့ဟာတွေပြီးသူလူလူတွေပေါ့ဘယ်လောက်ထိခေါင်းဖို့ဖြစ်အောင်မလဲဆိုတော့စဉ်းစားလို့တော့မရနိုင်ပါဘူးနော် โอเคကျွန်တော်ရဲ့ဒီညပိုင်းတင်ဆက်မှုဗီဒီယိုလေးကဒီလောက်ပါပဲเนาะအစားဆုံးကြည့်ပေးကြတယ်မိဘပြည်သူရောက်စတိုင်းသူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချက်ဖတ်မင်းအောင်လာရဲ့စစ်ဘေးငလင်ဘေးဘေးရင်တွေအပေါင်းဆုံးမှာကင်းဝေးကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ